အတင်စည်းခံရတဲ့အခါကျွန်တော်တို့ဘဝမှာတယောက်ယောက်ကအနိုင်ကျင့်တာစော်ကားတာပိုးကြတာတင်စည်းတာတိတိပြောရရင်လူပေါင်းဝါတာမျိုးတွေကြုံမှုကြမှာပါနနေလောက်ပြန်စင်းသားကြည့်တော့ဒီလိုတွေကြုံတဲ့ခါမှာဘလိုတွေခံစားရသလဲဘလိုတွေတုံ့ပြန်မိခဲ့သလဲပေါ့များသောအားဖြင့်ကတော့စိတ်တူမဲငုံမဲပြင်းပြင်းထန်ထန်တုံ့ပြန်ခြင်းနဲ့တုံ့ပြန်လိမ့်မိမယ်ပေါ့ဒီကနေမှတဆင်းအလုတ်ထွက်လိုက်တာအလုတ်ပြုတ်တာအမုံပေါ်ရာကြီးလည်းဖြစ်ရင်ဖြစ်ခဲ့မှာပါ ဒီဆောင်းပါးမှာတော့ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့တွေးမိခဲ့တာလေးတွေပေါ်မှာအခြေခံပြီးတော့ဝင်ပြချင်ပါတယ်။တင်စည်းခံလိုက်ရရင်နံပါတ်၁ကစိတ်ထိန်းနိုင်ဖို့လိုပါတယ်။ဘသူမဆိုဖြစ်ဖြစ်ချင်းမှာတော့စိတ်တူတာပေါ့။အဲ့ဒါကိုမထိန်းလိုက်နိုင်တဲ့အခါမှာနောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်တယ်။လူမှုကွန်ရက်တွေမှာလည်းတွေ့ဘူးတယ်။ကားပါကင်လူရင်းနဲ့ပြဿနာတွေဖြစ်ရတာတွေတစဉ်ကိုတိလက်ရောက်လုံးကြတယ်ဆိုတာမျိုးပေါ့။ယုံနေလုံးတွေမှာဆိုရင်တော့နောက်ပိုင်းအလုပ်တွေမှန်သမျှမှာတယောက်နဲ့တယောက် ဘလို့မှအဆင်မပြေတော့တာမျိုးစကားတွေလွန်နှုတ်တွေကျွန်သွားတဲ့ခါမှာအလုံးထွက်လိုက်ရတာမျိုးတွေချီဖြစ်တတ်တာပေါ့နော်ပြန်စင်းစားကြည့်ရင်မတန်ဘူးဆိုတာသတိထားမိပါလိမ့်မယ်ဒါကြောင့်ဖြစ်ဖြစ်ချင်းမှာစိတ်ထိန်နိုင်ဖို့လိုတယ်လို့ပြောတာပါမွေတကောင်ကသူ့ခေါင်းပေါ်မှာပြားရီလာနာလို့စိတ်တို့နေရင်နဲ့နောက်ဆုံးမှာတော့မောင်းလာနေတဲ့လှဲဘိန်းအောက်မှာခေါင်းကိုဝင်ခံလိုက်တယ်တဲ့။နားနေတဲ့ပြားလဲသေးသူ့ကိုယ်ရိုင်းလဲသေးပေါ့။ ဒါကြောင့်ဒီစိတ်တို့စရာကောင်းတာလေးတစ်ခုအတွက်နဲ့ကိုယ့်ရဲ့တခြားအရာတွေကိုဆုံးရှုံးမခံပါနဲ့မလဲပြစ်ပါနဲ့ထီထပ်ပိုကောင်းတဲ့ဖြည့်ရှင်းသည့်တွေကိုခေါင်းအေးနဲ့ရှာဖွေစေချင်ပါတယ်။နံပါတ်၄ကပြတ်သားတဲ့လူတစ်ယောက်ဖြစ်ဖို့လိုပါတယ်။စိတ်ကိုထိန်းရမယ်လို့ပြောလိုက်တာအရာအားလုံးကိုခေါင်းငုံခံလာရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ပြည့်ပြတ်သားသားပြောရဲဆိုရဲဖို့လိုပါတယ်။ဘာလို့လဲဆိုတော့လူရဲ့သဘောကတီးခန့်တဲ့သူတွေဆိုရင်ပို့ပြီးတော့အနိုင်ရတဲ့ကြလို့ပါလူတွေကိုသုံးမျိုးသုံးစားခွဲလို့ရတယ် ကိုတပတ်သေးသိပြီးတော့သူတပားကိုနည်းနည်းနာနာပြောဆိုတတ်တယ်အနာယူတတ်တဲ့ aggressive တိုက်သမားတွေရယ်။ပြန်လာရင်အရှုံးပေးနှလုံးအေးတဲ့ဈေးဆိုပြီးတော့ဘာလုံးလုံးငြိမ်ခံနေတတ်တဲ့ passive တိုက်သမားတွေရယ်။နောက်ဆုံးတစ်ခုကတော့သူတပားကိုလည်းလေးစားသလိုကိုခွင့်ရေးကိုလည်းကိုသိတယ်တောင်းဆိုရဲတယ်ပြီးတော့ကိုတောင်းဝင်ကိုလည်းကိုကြည့်အောင်လုပ်တယ်။ assertive တိုက်လို့ခေါ်ပါတယ်။ခိုင်မာပြတ်သားတဲ့သူလို့မြန်မာပြန်ချင်ပါတယ်။ တဖက်ဖက်ကအနာယူသမ ्या ကိုတီးခန့်နေရင်ကိုဟာအနာယူလို့ရတဲ့သူလို့ထင်သွားတော့မှာပေါ့ရံပြန်ဖြစ်ဖို့လည်းမဟုတ်ဘဲနဲ့ကိုပြောစရာရှိတာကိုရဲရဲတင်းတင်းပြောနိုင်ဖို့လိုပါတယ်နံပါတ်3ကတနှုံနှုံခံစားမနေပါနဲ့အဲ့ဒီလိုအနိုင်ယူခံလိုက်ရပြီးအများစုကစိတ်ထဲမှာတနှုံနှုံခံနေရတတ်ပါတယ်။သူကငါ့ကိုဒီလိုလုပ်ရသလားပေါ့။ဘာမှပြန်မပြောမလုပ်ခဲ့ရရင် ပိုလို့တောင် ခံစားနေရတတ်တယ်။တကယ်ဆိုစဉ်းစားကြည့်ပေါ့နော်။ ဟိုလူကပြောပြီးလို့ပြီးသွားပြီမေးတော်မေးနေလောက်ပြီကိုကသာဒီမှာတနှုံနှုံဖြစ်ပြီးတော့ကြံနေခဲ့တာနာကြီးလို့မဆုံးဝမ်းနေလို့မဆုံးခံစားလို့မဆုံးဖြစ်နေတာပေါ့တွေ့ကြည့်ရရင်ဘလောက်တောင်ရှုံးလိုက်တယ်လဲနော်အပြောလဲခံရတယ်ဒံယာကလည်းတသက်လုံးကြံနေခဲ့တယ်ငငယ်ကတင်ရတဲ့စာတပုတ်လိုပဲတိုက်ပွဲမှာထိသွားလို့နှစ်ဘူးမှာကြံခဲ့တဲ့အမာရွတ်ကိုမှန်ထဲမှာကြည့်ရရင်ရှုံးနေရတော့မယ်စစ်သူကြီးလိုဖြစ်နေတယ်ဒါကြောင့်ထက်ခါထက်ခါအရှုံးမခံပါနဲ့အဲ့ဒီခံစားချက်ကိုတက်နိုင်တဲ့လောက်စိတ်ထဲကနေဖယ်ထုတ်ကြည့်ပါ မဖယ်ထုတ်နိုင်သေးသေးရေးကတော့ရှုံးနေရတယ်ဆိုတာကိုမမေ့ပါနဲ့နံပါတ်၄ကတော့ကိုအစင်းနဲ့ကိုနေပါတခါတလေလဲတွေးမိတတ်ကြပါတယ်ငါကသူပြောတဲ့အတိုင်းပြန်ပြောလိုက်ရမလားပေါ့သူလုပ်တဲ့အတိုင်းပြန်လုပ်လိုက်ရမလားဆိုပြီးတော့ပေါ့ကျွန်တော်ကိုယ်တိုင်လည်းတွေ့ဘူးတာပဲဒါပေမဲ့အရင်လိုလက်တုံးပြန်တော့မယ်လို့ဆိုတဲ့အခါတိုင်းမှာအဆင့်တန်းဆိုတဲ့စကားလုံးကကျွန်တော်ခေါင်းထဲကိုဝင်လာတယ်တကယ်တော့အဆင့်တန်းဆိုတာကဘလောက်ချမ်းသာတယ် ဘာတွေဝတ်တယ်စားတယ်ဆိုတာအထက် ကိုယ့်ရဲ့အမူအရာနှုတ်အမူအရာ ကိုယ်အမူအရာစိတ်နေစိတ်ထားတွေအားသာအဓိကကိုစားပြုတာဖြစ်ပါတယ်။သူပြောသလိုပြန်ပြောလိုက်ရလို့အားရတယ်ဆိုတာအထက်အဲ့ဒီအဆင့်တန်းကနေဆုံးရှုံးသွားမှာကိုပို့ပြီးတော့နှမျောမိပါတယ်။အဲ့ဒါကြောင့်ကိုယ်စိတ်ကိုကိုယ်ထိန်းနေရိုင်းရိုင်းဆိုင်ဆိုင်မတုံ့ပြန်မိအောင်နေတယ်။ဘေးဘက်ဝင်းကျင်ကလူတယောက်ကိုမြင်လိုက်ရင်ကိုဟာထင်သေးစရာဖြစ်မနေတော့ဘူးပေါ့။နမိတ်ငါးကတော့ပကြီကားလိုကျင်ပါ။ မှန်တစ်ချက်ကသူရှိကိုရောက်လာတဲ့လူရဲ့မျက်နှာပေါ်မှာမူတည်ပြီးတော့တူညီတဲ့ပုံရိပ်ကိုပြန်ပြီးတော့ထုတ်ပေးတတ်ပါတယ်။သူပြောရင်ပြန်ပြီးတော့ပြုံးပြတယ်၊မဲရင်လည်းပြန်ပြီးတော့မဲပြတယ်။သူရဲ့ဘဝကသူရှိမှလာရတဲ့လူတွေပေါ်မှာမူတည်တယ်။အချို့လူတွေကခံယူထားတယ်။တင်ကောင်းလင်ကျွန်ုပ်မဆိုးပါဆိုတာမျိုးပေါ့။အဲ့ဒါကဒီလိုကိစ္စမျိုးပြောတာပါ။ဒါပေမဲ့တိတ်လှပတဲ့ပကြီးကားတစ်ချက်ကြတော့အဲ့လိုမဟုတ်ပါဘူး။ သူ့ရှေ့ကိုလာပြီးတော့ပြုံးမဲပြပြမဲပဲပြပြသူကတော့လှပတဲ့ရုပ်ပုံလေးကိုပဲအမြဲတမ်းပြနေတာဖြစ်ပါတယ်သူကောင်းလို့ကိုကောင်းတာသူမကောင်းလို့ကိုလည်းပြန်မကောင်းတာတွေကစိတ်တမ်းမြင့်တဲ့သူတွေကလုံးလိမ့်မရှိကြပါဘူးသူတို့တွေဟာသူတို့ပုံစံအတိုင်းပဲနေကြပါတယ်ကိုရှေ့ကိုဘလို့ပဲလာလို့ပြနေတာနဲ့မဆိုင်ပါဘူးသူတို့ရဲ့ကိုပိုင်မှုနဲ့ပဲဆိုင်နေလက်စားချေတဲ့တုံးပြန်နေဆိုတာမျိုးတွေသူတို့စီမှာမရှိပါဘူးဒါတွေအတွက်နဲ့လေတံပိုးရှိတဲ့အချိန်တွေလဟတ်သက်ကုန်ခံနိုင်ပါဘူး ံပါတ်6ကသူတို့ကိုပြောင်းလဲမပေးပါနဲ့ကိုယ်တိုင်းမပြောင်းလဲသွားအောင်သာထိမ့်ပါကြည်မှုတဲ့ဇကားတစ်ခုရှိပါတယ်မတရားမှုတွေကိုကိုကျိုးစွန်နင်းနာခံ တိုက်ဖြတ်ပေးမယ်လေနောက်ဆုံးမှာတော့မတရားသူတွေကသာပန်းပန်သွားတယ်ဆိုတာကိုရိုက်ပြထားတဲ့ဇကားလေးပါအရိဇကားလေးရဲ့အဆုံးသတ်မှာဇက်ကောင်တယောက်ကပြောသွားတဲ့ဇကားလေးကတိတ်ကိုလှပါတယ်။တကယ်တော့ကျမတို့ကလောကကြီးကိုပြောင်းလဲနိုင်မလားလို့စူးစမ်းခဲ့ကြတယ်။တကယ်တမ်းကျမတို့ရုန်းကန်လှုပ်ရှားခဲ့ကြတာက လောကကြီးကိုကျမတို့ကပြောင်းလဲနိုင်ဖို့မဟုတ်ပဲနဲ့လောကကြီးကကျမတို့ကိုမပြောင်းလဲပြစ်နိုင်ဖို့ပဲလို့ဖြစ်တယ်တဲ့အချိန်လုံးဆိုးလာတဲ့လူတယောက်ကနောင်တတွေရပြီးတော့ပြောင်းလဲသွားတယ်ဆိုတာစကားတွေတဲလောက်ပဲရှိပါတယ်အပြင်မှာကတော့သူတို့ကနောင်တလည်းမရဘူးမှားမှန်းလည်းမသိကြဘူးဒါကြောင့်သူတို့မှားမှန်းသိအောင်နောင်တရအောင်စ조사နေမဲ့အစားကိုကသူတို့လိုမဖြစ်သွားအောင်ပဲထိမ့်သိမ့်တာကပို့ပြီးတော့လက်တွေ့ကြပါတယ် မူရင်းရေးသားသူဒေါက်တာဖြိုးတီဟာကိုရိုသေစွာဖြစ် credit respect ပေးပါရရှင်။